ရုရှားပုံကျဲလေရင်ပေါင်းသုံးဖို့နှပုံကိုဖျက်ဆီးလိုက်တယ်လို့ Ukraine တမရာဇီလန်စတီကပြောပါတယ်။ Ukraine နိုင်ငံရဲ့မကြသေးမီကတိုက်ခိုက်မှုတွင်ရုရှားရဲ့မဟာဗျူဟာမြောက်ပုံကျဲလေရင်သုံးဖို့နှပုံကိုဈေးပေါ်တဲ့ဒုံသုံးပြီးဖျက်ဆီးခဲ့တာလို့ဇီလန်စကီကဇွန်လ10ရက်နေ့မှာထောက်လွှင့်တဲ့ ABC သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါတယ်။ဒရုန်းတိုက်ခိုက်မှုဟာရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်34ရာခိုင်နှုန်းပျက်စီးစေခဲ့တယ်လို့ဇီလန်စကီကအခိုင်အမာပြောပါတယ် ယူကရိန်းသမ္မတခံမှန်းထားတဲ့အရေးအတွက်ရဲ့ထောက်ဝါလောက်ကတိုက်လေရင်အစည်းအဝေးကိုထိမှန်ခဲ့ပြီးဆယ်စင်းလောက်ပျက်စီးခဲ့တယ်လို့အမေရိကန်အရာရှိနှုတ်ကရိုက်တာကိုပြောပါတယ်။ပင်ကူအိမ်လိုနာမည်ပေးထားတဲ့ယူကရိန်းထောက်လှမ်းရေးစစ်ဆေးရေးကို18လကျော်ကြာပြင်ဆင်ခဲ့ပြီးအခြေစိုက်စခန်းနေနာကိုကုန်ကားနဲ့မှောက်ခိုတယ်လာတဲ့ဒရုန်းတွေနဲ့တိုက်ခတ်မှုဟာယူကရိန်းစစ်ဘော်ရရှာနျူကလ িয়ার လက်နက်နဲ့ကဘာဝမကြာခဏသတိပေးနေတဲ့ရုရှားအတွက်ပြင်းထန်တဲ့ဖက်လောက်ကားလောက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ဇလိုက်ဆိုသလိုပဲယူကရိန်းဟာရုရှားပိုင်နယ်ဘက်ခြမ်းတွေကိုတိုက်ခိုက်မှုတွေလည်းလုပ်ခဲ့ပါတယ်။မနေ့ကလည်းဂျာမနီကယူကရိန်းကိုပေးထားတဲ့ Taras ဒုံးကြီးတွေတုံးပြီးတော့ရုရှားရဲ့လေရင်ကွင်းတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါလေ။အဲဒီ Taras ဒုံးကြီးကိုရုရှားရဲ့ Iskander လေကြောင်းရဲ့ကာကွယ်စနစ်ကဟန်တားနိုင်ခြင်းမရှိခဲ့တဲ့အတွက်ကြောင့်ဒုံးကြီးရဲ့ထိခိုက်မှန်မှုမှာတော်တော်လေးကိုပျက်စီးမှုတွေများပြားခဲ့တယ်လို့သိရပါလေ ရုရှားသမ္မတပူတင်ကတော့ပြင်းပြင်းထန်ထန်လက်တုံ့ပြန်တာဖြစ်ပြီးတော့ယူကရိန်းမြို့တော်ကစ်ကို drone စီးအရာနဲ့ချီကိုအသုံးပြုပြီးတော့နေရောညရောရက်ဆက်သလိုဘုံကျဲတိုက်ခိုက်ရတာပဲဖြစ်ပါတယ်။ယူကရိန်းဘက်ကလည်းအဲ့ဒီအဆိုပါဘုံကျဲတိုက်ခိုက်မှုကြောင့်လူ20ထပ်မံဲသေဆုံးပြီးလူတရာဝန်းကျင်လောက်ထိခိုက်ဒဏ်ရာရှိတယ်လို့နောက်ဆုံးရရှိထားတဲ့အချက်တွေအရသိရပါတယ်။ရုရှားသမ္မတ ပူတင်လောက်တာဟာကရဲဘော့ကြောင့်ကြောင့်ယူကရိန်းကတိုက်ခိုက်တဲ့အခါမှာရုရှားရဲ့အဓိကကျတဲ့စစ်ရေးအချက်အချာနေရာကိုသာတိုက်ခိုက်တာဖြစ်ပြီးရုရှားရဲ့အများပြည်သူရှိတဲ့နေရာတွေကိုတိုက်ခိုက်တာမဟုတ်ဘူးလို့ဇလန်စကီကပြောပါတယ်အခုလိုမျိုးယူကရိန်းရဲ့မြို့တော်တဝိုက်ကိုရုရှားကဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်တာဟာဂျနီဗာကွန်မရှင်ကိုချိုးဖောက်ရာရောက်ပြီးတော့အများပြည်သူကိုထိမှန်အောင် လုပ်တာပဲဖြစ်တယ်လို့ဇလန်စကီကဆွဆွဲထားပါတယ်နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ် နိုင်ငံပေါင်း12နိုင်ငံခန့်ပြည်ဝင်ခွင့်ပိတ်မင်တဲ့သမ္မတထရန့်ရဲ့မိဟာဒီနေ့မှစတင်အသက်ဝင်လာပြီဖြစ်ပါလေ။ပြီးခဲ့တဲ့ဒီနေ့မှာသမ္မတထရန့်ကလက်မှတ်ရေးထိုးတည်ပြလိုက်တဲ့မိယာအာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊ကွန်ဂို၊အီဂျစ်၊ဂွေဒိုရီယာ၊ဂီနီယာ၊အရီထရီးယား၊ဟေတီ၊အီရန်၊လီဗီးယား၊ဆိုမလီးယား၊ဆူဒန်နဲ့ယီမန်နိုင်ငံသားတွေဟာအမေရိကန်ကိုပြည်ဝင်ခွင့်အပိတ်ခံရပါလေ။နောက်ထပ်နိုင်ငံ9နိုင်ငံဟာလည်းအမေရိကန်ကအကန့်အသတ်နဲ့ဗီဇာပိတ်ပြီးမှကျုံခဲ့ရပါတယ် မြန်မာပါဝင်စစ်နဲ့နိုင်ငံကိုဗီဇာပိတ်တဲ့နဲ့ပတ်သက်ပြီးထရန့်ကလုံခြုံရေးစိတ်မချရမှုတက်မှတ်ဗီဇာတက်တန်းထက်ကျော်လွန်တဲ့ overstay နေထိုင်သူတွေများပြားမှုဒါတွေကိုကြောင်းပြချက်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံသားတော်တော်များဟာအမေရိကန်ကိုရောက်ရင်တော့သူတို့လာတော့ကဗီဇာနဲ့လုံးဝမလိုတော့ဘဲနဲ့လိမ့်လည်ပြီးတော့ asylum တင်တာတွေလည်းရှိတယ်လို့တွေ့ရှိရပါတယ်။ဒါအပြင်တက်တန်းလွန်ပြီးတော့ overstay နေတဲ့သူတွေလည်းအများများပြားတာကြောင့်စီစစ်လိုက်တဲ့အခါမှာမြန်မာကပါဝင်သွားတယ်လို့လည်းသိရပါတယ်။ အဲ့ဒီနိုင်ငံဒီမှာထင်ရှားမြင်သာတဲ့တိုးတက်မှုတွေရှိလာရင်တော့ပိတ်ပင်မှုကိုဖြေလျှော့ပေးမယ်လို့ထွန်ကဆိုပါတယ်။အင်ဖြူတော်ကအခုပိတ်ပင်မှုတွေဟာအမေရိကန်နိုင်ငံသားတွေကိုပြည်ပနိုင်ငံသားတွေရဲ့ချင်းချောင်းအန္တရာယ်ပေးနိုင်ခြေကနေကာကွယ်ဖို့အတွက်နှိမ့်မှလမ်းမှလှုပ်ဆောင်မှုလို့ပြောပါတယ်။တစ်ဖက်မှာတော့အဲ့ဒီမိန်နဲ့ပတ်သက်လို့ပြည်တွင်းရောပြည်ပကပါဝေဖန်မှုတွေတုံ့ပြန်တာတွေရှိနေပါတယ်။ ချမ်းနိုင်ငံကတံပြန်ဆိုသလိုအမေရိကန်နိုင်ငံသားအလုံးကိုပြည်ဝင်ခွင့်ဗီဇာပိတ်ပြီးလက်တော့ပြန်ပါတယ်။ဆိုမာလီယာကတော့လွန်ကျွေးအမကန်ဂျန်နဲ့ပတ်သက်ပြီးချင်းနေတိုးတက်အောင်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာပါတယ်။အာဖရိကသမဂ္ဂကတော့ထရိုင်ယယ်ပိတ်ပင်စည်းနှင်းမှာပါတဲ့ အာဖရိကဒေသနဲ့နိုင်ငံတွေကိုစားအမေရိကန်နဲ့အပြစ်သဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်မယ်လို့ဆိုပါတယ်။အမေရိကန်မှာအတိုက်ခံဒီမိုကရက်တစ်အင်အားစုတွေကထရန့်ရဲ့ဗီဇာပိတ်ပင်မှုမိန့်ကိုအပြင်းထန်ရှုတ်ချပါတယ်။အဲဒီလိုရဟာပထမသမ္မတတန်တော်ကမွတ်စလင်တွေကိုပြစ်မှတ်ထားပြီးတော့ဗီဇာပိတ်တဲ့ထရန့်ရဲ့လုပ်ရက်ကိုပြန်လည်ထင်ဟပ်စေပါတယ်။ အကျိုးဆက်အနေနဲ့အမေရိကန်ဟာကမ္ဘာလည်းမှာပို့ပြီးထင်အထီးကျန်သွားတာပဲဖတ်တင်လိုက်မယ်လို့ဆိုပါတယ်။ဒီဘက်မှာလည်းဗီဇာပိတ်ဆို့မှုကိုမှန်ကန်တယ်လို့ထောက်ခံတဲ့သူတွေအများအပြားရှိနေပါတယ်။အမေရိကန်ကိုဝင်ရောက်နိုင်တယ်ဆိုတာကလူတိုင်းအတွက်အခြေခံအခွင့်အရေးမဟုတ်ပဲအခွင့်အထူးတစ်ခုသာဖြစ်တဲ့လို့ Republican မတ်တွေကတော့ဝမ်းသာအားရပြောဆိုကြပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ American Law and Jellism မှာအခုလိုမျိုးဖြစ်နေတဲ့ပြည်ပကားတွေအားလုံးဟာကမလာထရန်ကဖန်တီးတာလို့ California ပြည်နယ်အုပ်ချုပ်ရေးမှူး Governor Sun ကဝေဖန်လိုက်ပါလေ။ပြည်တော်စုဆိုရဝတရားဆွဲသွားလိုက်မယ်လို့ Governor Sun က NBC ရုပ်သံကိုပြောခဲ့ပြီးတရားဝင်ကောက်ွက်လာလဲပေးပို့ထားပြီးဖြစ်ပါလေ။အဓိကအားဖြင့်အမျိုးသားအစောင့်တစ်ဖက်ကိုပြည်နယ်ဆိုရကိုလည်း မတိုင်ပင်မဲနဲ့သမရမိန်နဲ့လှုပ်လိုက်ကြော်လှုပ်လိုက်တဲ့အတွက်ကြောင့်ပြဿနာတက်သွားတာဖြစ်ပါတယ်မျိုးသားဆောင်းတဲ့ကိုဆေးလွတ်တာဟာလည်းတမင်ဖန်တီးလိုက်တဲ့အကြက်တဲတရဖြစ်စေပြီးတရားမဝင်လို့ရလို့အုပ်ချုပ်ရေးမှုက ပြောပါတယ်အမေရိကန်ရွှေပြောင်းတဲ့ကောက်ခွန်ကြီးကြီးညီမျိုးတွန်ဟော်မန်ကပြည်နယ်အုပ်ချုပ်ရေးမှုကိုပါဖမ်းလို့ရတယ်လို့ချိန်ချောက်ခဲ့ပြီးမှတော့ဂါဗီနီဇန်ကတွန်ဟော်မန်ကိုပြောလိုက်စမ်းပါကျုပ်ကိုဖမ်းလေလှုပ်လိုက်စမ်းပါလို့စိန်ခေါ်လိုက်ပါတယ် လူမှုကြီးကြပ်ရေးဆောင်ရွက်မှုတွေကိုဝင်စွဖန်ရင်ပြည်နယ်နဲ့တိုင်းဒေသကြီးတာဝန်ရှိသူတွေကိုပါပြည်တော်စုစင်မှာတရားစွဲမယ်လို့ထွန်းကချင်းချောက်တာပါလေဒါတွေဟာသမရတရားရဲ့လုပ်ရမဟုတ်ပဲအာဏာရှင်တွေရဲ့လုပ်ရမျိုးလို့ဂါဗင်နီဇန်ကရေးပါလေ။နောက်ဂျယ်လစ်မျိုးတော်ကလည်းထရန်ရဲ့လုပ်ရဟာ ပြဿနာကိုမီးထိုးပေးရရောက်တယ်လို့ဝေဖန်ထားပါတယ်။ဇွန်ရှင်းလေးကအလီမျိုးလေကောင်တရားမွန်စုဝေးတဲ့နေရာဖြစ်ကြီးညာထားပါတယ်။ရဲတွေကလူအကြီးကိုမြေယူပုံတွေနံပါတ်တုတ်တွေ flash ban တွေတောင်းပြီးလူစုခွဲပါတယ်။လူ28ဦးထပ်မင်းဖမ်းဆီးခံရပါတယ်။စံတော်ပြသူတွေက Google ရဲ့ဝေမိုမောင်းသူမဲကားနှစ်စီးကိုမီးရှို့ခဲ့ပါတယ်။ Transa ပြည်တော်စုမှုထမ်းနေတဲ့ပြည်တော်စုပိုင်ပစ္စည်းကာဝယ်ထိန်းသိမ်းဖို့မျိုးသားလုံးကျွေးစောင့်တက်ဖို့2000လောက်ဆီလွတ်ထားပါတယ်။ ဒါဟာလက်ပေါ်ပြစွာနဲ့ပြည်နယ်ဘက်ကအကူအညီလုံးဝမတောင်းခံပဲပြည်နယ်သဘောတူညီမှုလည်းမယူပဲအမျိုးသားစောင့်တက်ကိုတမရအမိန်နဲ့ဆီလုတ်ခဲ့တာဖြစ်ပါလိမ့်။မရိန်တပ်ဖွဲ့ဝင်900ဆီလုတ်ဖို့လည်းအသိမ့်ပြင်ထားပါလိမ့်။ထောက်ထားမဲ့ရွှေပြောင်းတွေကိုလူမှုကြီးကြေးအေဂျင့်တွေကအင်အားသုံးဖမ်းဆီးရကနေဆန္ဒပြပွဲတွေပေါ်ပေါက်လာတာပါ။စောပိုင်းမှာငင်းကျက်စွာဆန္ဒပြတာကိုခွင့်ပြုပြီးတော့ထရင်သိန်းကန်တွေကိုပြည်နယ်စိုးရနဲ့လောင်းအင်ဂျယ်လစ်စီတဲ့ဖွဲ့ကစူးစမ်းခဲ့ပါတယ်။ဒါမဲ့ခန်းကမျိုးသားစောင့်တက်ဆီလုတ်တာ အင်အားသောဖြည့်ရှင်မှုကြီးညာခဲ့တာဖန်ဆင်းမှုတွေကိုအရှင်ဟုံးမီလှုပ်ဆောင်ခဲ့လို့အခြေအနေတွေကပုံမရှုပ်ထွေးသွားတာဖြစ်ပါတယ်နောက်ထပ်တင်ဖို့ပြောချင်ပါတယ် ။ဦးကောင်းကိုတနက်နက်ပြစ်ခံရတဲ့ကိုလံဘီယာတိုက်ခိုက်ခေါင်းဆောင်ခွဲစင်းမှုအောင်မြင်တယ်လို့သိရပါတယ်။ဦးကောင်းကိုတနက်နက်ပြစ်ခံရတဲ့ကိုလံဘီယာထက်လွတ်တော်အမတ်တိုက်ခိုက်သမားလောင်းမီကွဲဦးရီဘေးကိုကနဦးခွဲစင်းမှုနဲ့လုံဆောင်ပြီးနောက်အောင်မြင်တယ်လို့ဇနီးတဲ့နဲ့စီယုံကထုတ်ပြန်ပါတယ်။အုံနောက်နဲ့အာယုံကျော်ခွဲစင်းမှုနဲ့ဘဲဘဲပေါင်ခွဲစင်းမှုတွေပြုလုပ်ပြီးမှအောင်မြင်ခဲ့ပေမဲ့အထူးကျမကုသဆောင်မှာထားရှိနေရဆဲဖြစ်ပါတယ်။အသက်39နှစ်ရွယ်မီကွဲဦးရီဘေးဟာတိုက်ခိုက်လက်ရရေးဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းဖြစ်ရွေးခံရသူဖြစ်ပါတယ်။ ဇွန်ရှင်းနေ့ကပန်းချက်တစ်ခုမှသူမဲဆွဲဟောပြောနေခြင်းပြစ်ခတ်ခံရပါတယ်ပြစ်ခတ်သူကလည်းအသက်15နှစ်တောင်မပြည့်သေးတဲ့ယောက်ျားလေးတစ်ယောက်ဖြစ်ပြီးကိုမမဂလော့ပိုမဲ့ပစ္စတိုကိုကန်ဆောင်ထားတယ်လို့ရှင်းနေကြရုံကပြောပါတယ်အစိုးရကတော့ပူပေါင်းကြံစည်သူစေခမ်းသူရှိမရှိစုံစမ်းစစ်ဆင်နေစေဖြစ်တယ်လို့ထုတ်ပြန်ထားပြီးတရင်ပေးသူကိုဒေါ်လာ8သိန်း3သောင်းအထိစုကြည့်ပေးမယ်လို့ကန့်လန့်ထားပါတယ်။2026သမရရွေးကောက်ပွဲအတွက်မဲဆွေမှုတွေစတင်စားကာလဖြစ်ပြီးဦးရီပေးဟာထင်ရှားတဲ့နိုင်ငံရေးမိသားစုကလာသူဖြစ်ပေမဲ့ အနိုင်ရဖို့အတွက်နောက်ခံပါတီအားကောင်းသူတော့မဟုတ်ပါဘူးဒါပေမဲ့ဘာကြောင့်သူ့ကိုလုံးချက်မှုစ조사တာလဲဆိုတာလည်းမရှင်းလင်းသေးပါဘူးအူရီဘီရဲ့ဖိုးဟာ1988ကနေ1980နှစ်ထိသမရတာဝန်ယူခဲ့သူဖြစ်ပါတယ်ဒါပေမဲ့2002ကနေ2010ထိသမရတာဝန်ယူခဲ့တဲ့အယ်ဘာရိုအူရီဘီနဲ့တော့ပြတ်သက်မှုမရှိပါဘူးမိခင်ပြည်သူဟာပပလိုအက်စကိုဘာဦးဆောင်တဲ့မွေးကန်အောက်ကလက်နက်ကင်ဖွဲ့တွေရဲ့ပြန်ပြီးဆွဲခံခဲ့ရတဲ့ အစီအစဉ်တင်ဆက်သူမြို့သမီးဖြစ်ပါတယ်1991မှာတော့သူမိခင်သေဆုံးခဲ့တယ်လို့သိရပါတယ်နောက်ထပ်သင်ဖို့ပြောချင်ပါတယ်တရုတ်ရဲ့မြေရှားသတ္ထုကန့်သတ်မှုကြောင့်အိန္ဒိယကာဆေယုံတွေခတ်တွေ့နေတယ်လို့သိရပါတယ်။တရုတ်ကမြေရှားသတ္ထုတွေနဲ့တန်လိုက်တွေတင်မှုရောင်းချမှုရှော့ချလိုက်လို့အိန္ဒိယကာထုတ်လုပ်တဲ့ကမ္ပဏီတွေဟာဖိအားတွေနဲ့ရင်ဆိုင်လာရပြီးကုန်ကြမ်းပြက်လက်မှုကြောင့်မကြမီချိန်တွင်းမှာကာထုတ်လုပ်မှုရပ်ဆိုင်းသွားရပွဲရှိတယ်လို့ Nikkei Asia ကဖော်ပြပါတယ်။ ကားထုတ်လုပ်တဲ့လုပ်ငန်းတွေဟာရောင်အားနှိမ့်ွေမှုနဲ့ရှန်ဆန်နေရချိန်မှာမြေရှားသတ္ထုနဲ့တန်လိုက်တဲ့ရှားပွားလာမှုဟာကန့်ဆိုးတဲ့တိုက်ဆိုင်မှုဖြစ်ပါတယ်။မြေရှားတထုတွေဟာကားထုတ်လုပ်သူတွေအတွက်အလွန်ရေးကြီးတဲ့ကုန်ကျန်းပစ္စည်းဖြစ်ပြီးဒီမြေရှားတထုကိုလျှက်စစ်ထိုင်ကုန်တွေ၊စတီယာရီနေ၊ဘရိတ်တွေအသံစနစ်မှအစ ပစ္စည်းပေါင်းစုံစနစ်ပေါင်းစုံမှာအသုံးပြုနိုင်ပါတယ်။ဒါ့အပြင်မြေရှားတပ်တို့ကမြန်မာတဲ့ပူချိန်ကိုခံနိုင်ရှိတဲ့အတွက်စီကားတွေမှာအသုံးပြုတဲ့ engine တွေနဲ့လျှက်စစ်ကားတွေမှာသုံးတဲ့ motor တွေမှာလည်းသုံးနိုင်ပါတယ်။ဒါ့အပြင်မြေရှားတပ်တို့ပြတဲ့လာတာကိုတောင်းမြတ်မှုအတွက်အိန္ဒိယဆိုရဟာပြည်တွင်းမှာသာမြေရှားတပ်တန်းလိုက်တွေထုတ်လို့ရေးစီစဉ်ရေးဆွဲနေပါတယ်။ အကြီးစားစည်ရန်တရားလုပ်ငန်းများဆိုင်ရာဝန်ကြီးဌာနကတရုတ်ရဲ့မြေရှားတထုပေါ်မိခုမှုရှော့ချဖို့နဲ့ပြည်တွင်းထုတ်လုပ်မှုကိုထောက်ပံ့မှုကိုငွေကြေးများပြားသုံးဆမဲ့စီစဉ်ကိုလည်းရေးဆွဲနေပြီဖြစ်ပါတယ်။ဒါပြင်အိန္ဒိယဆိုရဟာတရုတ်ရဲ့စည်ရန်တရားတင်မှုရောင်းချရေးအတွက်ကုန်သွယ်ခွန်ရှော့ပမှုရရှိစေဖို့နဲ့ကုန်စည်ထုတ်ယူခွင့်ဆိုင်ရာချက်လက်တွေတောပြခွင့်ရဖို့တရုတ်ကိုစက်မှုလုပ်ငန်းကိုယ်စားလှယ်ဖွဲ့စီလက်ဖို့စီစဉ်နေပါတယ်။လက်ရှိမှာဘာကြာအော်တိုနဲ့ မာရိုဒီဆူဇူကီကားကုမ္ပဏီတွေပါဝင်အိန္ဒိယရဲ့ကားကုမ္ပဏီ16ခုနဲ့မနည်းဟာတရုတ်စီကလည်းမြေရှားသတ္ထုတွေပုံမှန်အတိုင်းတင်သွင်းဝယ်ယူခွင့်ရရှိဖို့စောင့်ဆိုင်းနေရပါတယ်။ဘာဂျက်အော်တိုကွန်မြူနီကတော့အကုန်ကျန်းပြည့်လက်မှုကြောင့်ဇလန်လမ်းမှာလျှက်စစ်ကားထလုံးမှုဆိုးဝါးနှောင့်နှေးကျကြသွားနေကြောင်းပြောပါတယ်။မာရိုဒီဆူဇူကီကုမ္ပဏီကတော့အိန္ဒိယဆိုရနဲ့တံပင်ဆွေးနွေးနေတယ်လို့သိရပါတယ်။နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။ဒီကုမ္ပဏီကတော့ចောင်းသားလေးဦးကတီထောင်ခဲ့တဲ့ကုမ္ပဏီလို့ဆိုပါတယ်။ အခုခါမှာဒေါ်လာ89ဘီလီယံတန်ကြီးရှိနေပြီဖြစ်ပါတယ်။မုံတိုင်းတိုင်းဟာသူတို့ရဲ့ဖောက်တရီစီအော်ရာပုံမပြနိုင်တဲ့အကြောင်းသိသွားပြီးတော့တိုနီရူစတန်လစ်တန်အဒီဖန်နဲ့အဒီအီဗန်မောဆိုတဲ့အကြောင်းသားလေးလေးယောက်ကစီးပွားရေးလုပ်ဖို့အကြံရခဲ့ပါတယ်။အဲ့ဒီလောက်ကိုစတင်မှုငွေကြေးရင်းနှီးမြန်မြန်ဆောင်မရှိသလိုနှီးပညာစီးပွားစီမံကိန်းတွေလည်းမရှိပါဘူး။ တို့ကလွယ်ကူရွေးရှင်းတဲ့ website တစ်ခုထောင်တယ်အစားအသောက် order တွေကိုလက်ခံပြီးတို့ကိုယ်တိုင်မုံ order တွေလိုက်ပို့ပါတယ်ဒီလိုလုပ်ရင်းနဲ့အစားအသောက်ကုန်ပို့ဆောင်လုပ်ငန်းမှာကြုံရတဲ့စိန်ခေါ်မှုတွေနားလည်လာပြီးတဆင်ချင်းစီစူးစမ်းဖြေရှင်းပါလိမ့်အဲဒီနောက်ပါလိုအော်တိုမြို့လေးမှာစတင်ခဲ့တဲ့စားအသောက်ကုန်ပို့ဆောင်လုပ်ငန်းဟာအရှိန်ဟုန်နဲ့ကြီးထွားလာပြီးနေပယ်သစ်တွေချဲ့ထွေနိုင်ပါတယ် ကျောင်းသားလေးယောက်စတင်ခဲ့တာက DoDash company ပါ DoDash company ဟာစောသောကွန်ပိုးဆောင်လုပ်ငန်းမှာအဓိကအခန်းကဏ္ဍကပေါဝင်ခဲ့ပြီးမြို့ပေါင်း9000ကျော်မှာဖောက်တဲ့တန်းနဲ့ခြေဝန်းဆောင်မှုပေးနေပါတယ်ကမ္ဘာ့တန်ဖိုးကလည်း American Dollar 89 billion အထိ ရှိနေပြီဖြစ်ပါတယ်ဒီဖြစ်ရဟာ True Charge ဆက်ပြတဲ့စံသစ်တည်မှုတွေတောင်မဟုတ်ပဲရိုးရှင်းတဲ့အကြံတစ်ချက်ကိုတစက်မမက်အကောင့်ထည့်ပုံနိုင်ရင်လဲကမ္ဘာစီးပွားရေးမှာထိုးဖောက်နိုင်တယ်ဆိုတဲ့ဥပမာတစ်ရပ်ပဲဖြစ်ပါတယ်အဲ့ဒီ company ကိုစတင်ကစားကဒီ ဒိုးဒက်ကိုဥဆောင်ခဲ့တဲ့သူတွေကိုယ်တိုင်ကော်မတီတွေလိုက်ပို့ခဲ့ရတယ်လို့သိရပါတယ်။